ဘာစီလိုနာသင်းစီပြောင်းရွှေ့ပေးဖို့မိဘအိုဂိုနီကိုဝီလီယမ်စ်တောင်းဆိုဘောလုံးကြလူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။စပိန်တောင်ပံကစားသမားနီကိုဝီလီယမ်စ်ကမိဘမျိုးမှရှိတဲ့သူ့ရဲ့နိုင်ငံပကြီကုန်ပြုမှုဖြည့်ဆည်းခံရပြီးတဲ့နောက်မှာအလွန်မင်းစိတ်ထိခိုက်ခဲ့ပြီးတော့အသင်းကနေထွက်ခွာခွင့်ပေးဖို့အတလတ်တစ်မိဘအသင်းကိုအသိပေးလိုက်ပြီးပဲဖြစ်ပါရစေ။နီပြာဟန်စီဖလေးရဲ့ဘာစီလိုနာသင်းကသူ့အတွက်အသင်းတော်ဆုံးနေရာဖြစ်တယ်လို့လည်းနီကိုဝီလီယမ်စ်ကယုံကြည်ထားပါတယ်။ စပိန်သတင်းစာမွန်တိုဒီဗိုတီဗိုရဲ့ဖော်ပြချက်အရဝီလျံစ်ကဘီဘောအသင်းကကန်လန်ထားတဲ့လဆောင်ငွေများပြားတဲ့စာချုပ်တွေကိုလက်ခံဖို့စာနာမရှိတော့ဘဲနဲ့အသင်းကနေပြီးတော့အပိသက်ထွက်ခွာဖို့ဆုံးဖြတ်ထားတာပါအထူးသဖြင့်သူ့ရဲ့နိုင်ငံပတိဖြည့်ဆည်းခံရတဲ့ဖြစ်ရနောက်ပိုင်းမှာသူဟာအသင်းမှာဆက်ပြီးတော့နေဖို့စိတ်ကူးမရှိရလို့သိရပါတယ်သူရဲ့လက်ရှိစာချုပ်က2029ခုနှစ်ထိတက်တန်းကြန့်ရှိနေသေးပေမဲ့ဝီလျံစ်ကတော့အသင်းပြောင်းမှုစိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။ သူ့ကိုဘာစီလိုနာအသင်းပြင်ဂျာမန်ထိပ်သီးဘိုင်းယန်မြူးနဲကပါဘာစီလိုနာထက်ပိုကောင်းတဲ့ကံလမ်းမှုနဲ့ချဉ်ကပ်ခဲ့ပေမဲ့ဝီလျံစ်ကဘာစီလိုနာကိုသာရွေးချယ်ခဲ့တာပါအကြောင်းကတော့ဘာစီလိုနာမှာစပိန်လက်ရွေးရှင်အသင်းမော်တွေဖြစ်တဲ့လာမဲယာမဲဖာရန်တော်ရက်စ်ဖက်ဒရီအလဟန်ဒရိုဒယ်ဒီလိုလိုယင်းနည်းရဲ့တငယ်ချင်းတွေရှိနေတာကြောင့်ဖြစ်ပြီးဒီပြဟန်စီဖလစ်ရဲ့ကစားကွက်နဲ့သူကအဝင်ကွင်းကျဖြစ်မယ်လို့ယုံကြည်နေတာကြောင့်ဖြစ်ပါတယ် ယူရို2024ချန်ပီယံစပိန်သင်းရဲ့အဓိကကစားသမားဖြစ်တဲ့အသက်22နှစ်အရွယ်ဝီလျံစ်ကပြီးခဲ့တဲ့ရာသီကပြီးပါအတွက်ဆက်တကိုးသွင်းပြီး9ကိုးဖန်နီးပေးထားတဲ့သူပါဒါပေမဲ့ဘာစီလိုနာသင်းကသူ့ကိုခေါ်ယူဖို့အတွက်ငွေကြေးပိုင်းဆိုင်ရာမှာအခက်အခဲတွေရှိနေပါတယ်သူ့ကိုအသက်လူစင်းမှာထည့်သွင်းဖို့အတွက်လက်ရှိကစားသမားတူကိုရောင်းထုတ်ပြီးငွေကြေးရှင်းလင်းမှုတွေပြုလုပ်ဖို့လိုအပ်နေတာပါအခုကမှတော့ဝီလျံစ်က ဘာစီလိုနာအသင်းသူ့ရဲ့ပြောင်းရွှေ့ခြေကိုဘလိုဗန်နာရေးဆိုင်ရာနီလန်နဲ့ဖြည့်ရှင်းပေးမလဲဆိုတာကိုသာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။